ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ18ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်မြန်မာနိုင်ငံကအကြမ်းဖက်ဆေးအုပ်စုကဖန်တီးကျူးလွန်နေတဲ့လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာအမြင့်ဆုံးကိုရောက်ရှိနေတဲ့သတင်းကိုတင်ပြပေးပါမယ် မြန်မာနိုင်ငံကအကြမ်းဖက်ဆဲအုပ်စုကဖန်တီးကျူးလွန်နေတဲ့လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာအမြင့်ဆုံးကိုရောက်ရှိနေတယ်လို့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကမတ်လအတွင်းမှာဆိုထားပါဗျ။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အခုကာလအတွင်းစားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့အထူးဆိုးရွားတဲ့အခြေအနေအစားအစာလုံခြုံမှုနဲ့ပတ်သက်ပြီးတော့အထူးအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိနေပြီးတော့ လက်ရှိမြန်မာနိုင်ငံမှာ16.6တန်းသောပြည်သူတွေကလူသားချင်းစာနာမှုအကူအညီကိုလိုအပ်နေပြီးတော့2025ခုနှစ်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ပြည်သူစုစုပေါင်း15.2တန်းတနည်းအားဖြင့်လူဦးရေရဲ့၃ပုံတပုံကအစားအစာမလုံခြုံမှုနဲ့စိုးဝါတဲ့အစားအစာမလုံခြုံမှုနဲ့ရင်ဆိုင်ရမယ်လို့ထုတ်ပြန်ချက်ဖြစ်ပါတယ်။ဒီအစီရင်ခံစာတွေထုတ်ပြန်ကြေညာချက်တွေကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံကအကြမ်းဖက်ဆဲအုပ်စုကဖန်တီးကျူးလွန်နေတဲ့လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေအမြင့်ဆုံးကိုရောက်ရှိနေပြီးနိုင်ငံတကာကဖြစ်နိုင်တဲ့လမ်းကြောင်းအကုန်လုံးကနေဝိုင်းဝန်းအရေးယူဖို့ရောက်ရှိနေပြီဆိုတဲ့အကြောင်းဖော်ပြနေပါတယ်လို့ဆိုပါတယ်။ယခုနှစ်ထုတ်ပြန်မဲ့လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်အမှတ်ထဲမှာထိရောက်ပြီးတော့အကြံဖက်စစ်အုပ်စုကိုအမြန်ဆုံးဖယ်ရှားနိုင်မဲ့လုပ်ငန်းစဉ်တွေပါဝင်အောင်ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်းလူ့အခွင့်အရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်ညူယောင်မြို့မှမြန်မာအတိုင်းဝိုင်းအားလှိုင်းလဲစွာကျေးဇူးတင်ရှိကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းအသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ယူယောင်မျိုးမှမြန်မာအတိုင်းဝိုင်းအားလှိုက်လဲစွာကျေးဇူးတင်ရှိကြောင်းဒေါံဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကမတ်လ18ရက်မှာဆိုရှယ်မီဒီယာမှာတဆင့်ရုပ်သံနဲ့တကွအသိပေးဆိုလိုက်ပါတယ်။ယူယောင်မျိုးကမြန်မာပြည်သူတွေရဲ့လှိုက်လဲစွာနှွေးထွေးကြိုဆိုမှု၊ဂျင်နာမှုတွေနဲ့ရက်ရောကူညီတဲ့စေတနာတွေကိုကျွန်တော်ချီးမြှောက်စွာခံစားမိပါတယ်။ ဓမ္မဘက်ကယက်တီပီပံ့ပိုးကူညီနေကြတဲ့မြန်မာနယ်ပွားအမေရိကန်သားများကိုကျွန်တော်လေးစားမိပါတယ်။ခိုင်မာပြင်းပြတဲ့စိတ်ဓာတ်ရှိသူတွေကိုကြည့်ပြီးမိမိအတွက်ရောမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ပါမျှော်လင့်ချက်ဖြစ်စေပါတယ်။ ဒီခရီးစဉ်ကိုအစဉ်ပြေပြေအောင်မြင်ဖြစ်မြောက်အောင်စီစဉ်ပေးသူများနဲ့ပံ့ပိုးကူညီပေးတဲ့တန်အမတ်ကြီးဦးကျော်မွထွန်းဝင်းကြီးနော်ဆူဇန်နာလှလှဆူနဲ့ရှောင်းတာနယ်တို့ကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ဆိုထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းငယ်ကိုထိန်လင်းဟာမတ်လ23ရက်နေ့ကကျင်းပခဲ့တဲ့ UN event မှာမြန်မာနိုင်ငံမှာရှိတဲ့စစ်ဘေးသင့်အမျိုးသမီးများကလေးများခံစားရတဲ့ post trauma stress disorder PTSD အကြောင်းကိုအလေးပေးဆွေးနွေးခဲ့ပါတယ်။မတ်လ14ရက်နေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့မြန်မာနိုင်ငံအရေးကိုကုလသမဂ္ဂ ကဆိုင်ရာမြန်မာတန်အမတ်ဦးကျော်မိုးထွန်းနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီးနောက်ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ကနေဒါတန်အမတ်မစ္စတာဘောဝဲနဲ့လည်းတွေ့ရောက်ဆွေးနွေးခဲ့ပါတယ်ခင်ဗျာဆလဘီအပူချိန်အလွန်အမင်းမြင့်တက်ခြင်းနဲ့ဆက်လျင်းသည့်သတိပေးချက်ကို NUG ကသတိပေးထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် မြန်မာနိုင်ငံအလဲပိုင်းရှိမြို့အများစုသည်ကမ္ဘာအပူဆုံးမြို့များစည်ရင်တွင်ပါဝင်လျက်ရှိပြီးအပူလွန်ကဲခြင်းကြောင့်အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များမှာမြို့ကြီးအများစုတွင်ဖြစ်ပွားလျက်ရှိတယ်လို့ NUG ကသတိပေးထုတ်ပြန်ထားပါတယ်။မိုးလေဝသခန့်မှန်းချက်များအရလာမည့်ရက်သတ္တပတ်အတွင်းစကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်ပုံမှန်အပူချိန်ထက်မြင့်တက်နိုင်တယ်လို့အသိပေးဆိုပါတယ်။ ရင်ကဲသို့အပူချိန်အလွန်မင်းမြင့်တက်မှုများကြောင့်နောက်ဆက်တွဲကျမ်းမာရေးဆိုင်ရာပြဿနာများကိုလည်းရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်အပူချိန်အလွန်မင်းမြင့်တက်ခြင်းကြောင့်အရေပြားနေလောင်ခြင်းချွေးအလွန်ကျွန်းထွက်ခြင်းကြွက်တက်ခြင်းပင်မနွမ်းနေခြင်းမူးဝေအော့အန်ခြင်းအပူလွန်၍သတိလစ်ခြင်းတို့အပြင်ပုံမပြင်းထန်ပါကအသက်ဆုံးရှုံးသည့်အထိဖြစ်စေနိုင်တယ်လို့ဖော်ပြပါရခင်ဗျာ ဆက်လက်ပြီးဩစတြေးလျနိုင်ငံကင်ဘာရာမြို့တော်ယာရာလူမလာတန်တမန်ရက်ကွက်က NUG ဆက်ဆံရေးရုံးမှလူထုတွေ့ဆုံပွဲကျင်းပမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ဩစတြေးလျနိုင်ငံကင်ဘာရာမြို့တော်ယာရာလူမလာတန်တမန်ရက်ကွက်က NUG ဆက်ဆံရေးရုံးမှကင်ဘာရာတောင်ဟောမီတင်ကိုမတ်လ22ရက်စနေနေ့မှာကျင်းပမယ်လို့သိရပါဗျ။ စနေနေ့ကင်ဘာရာမြို့တော်ယာရာလူမလာတန်တမန်ရက်ကွက်က NUG ရုံးမှဖြစ်ပါတယ်။ NUG ဝင်းကြီးဌာနအသီးသီးရဲ့လှုပ်ဆောင်မှုတွေ၊စိန်ခေါ်မှုတွေ၊ပြီးမြောက်အောင်မြင်မှုတွေကိုတင်ပြသွားမှာဖြစ်ပြီးအထူးသဖြင့်ပါသုံးလုံးကိစ္စရပ်တွေကိုရှင်းပြဖို့မြေပြင်မှာဥဆောင်နေတဲ့အမြဲတမ်းအတွင်းဝင်ကလည်းအွန်လိုင်းကနေတက်ရောက်ရှင်းပြဆွေးနွေးမှာဖြစ်တယ်လို့လူတွေသိမ့်မသိကြတဲ့ NUG ရဲ့လျှက်စစ်နဲ့စွန့်ရင်ဝင်းကြီးဌာနရဲ့လုပ်ငန်းတွေကိုရှင်းပြဖို့ သူ့ရဲ့အမြဲတမ်းအတွင်းဝင်ကလည်းလူကိုယ်တိုင်တက်ရောက်မှာဖြစ်ပါတယ်လို့ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကအသိပေးဆိုထားပါတယ်။အဆိုပါအခမ်းအနားကိုဩစတြေးလျရောက်မြန်မာအင်အားစုများတက်ရောက်ဖို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီး ILO ထံလူမှုအသံခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲစကားဝိုင်းပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ ILO ထံလူမှုအသံခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲစကားဝိုင်းပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။အဆိုပါစကားဝိုင်းကို match လ16ရက်မနက်ပိုင်းတွင် Radio NUG နှင့်သတင်းဌာနများကထုတ်လွှင့်မှာဖြစ်ပါတယ်။စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်မှာစကားစားရဲ့လူအခွင့်အရေးချိုးဖောက်မှုများနှင့်အကြမ်းဖက်ဖိနှိပ်တပ်ဖြတ်မှုများအဓမ္မစစ်သားစုဆောင်းမှုများကြောင့် အလုသမားများအပါအဝင်ပြည်သူတရေလုံးထိခိုက်ခံစားအတိဒုက္ခရောက်နေမှုများအပေါ် ILO ကပြင်းထန်ထိရောက်သည့်အပြစ်ပေးအရေးယူမှုများပြုလုပ်နိုင်ရေး ILO ရန်နေရာမှတဆင့်အကြမ်းဖက်စစ်တပ်ကိုအမြင့်ဖြတ်ခြေမုံရီတို့နှင့်ဆက်လင်း၍ကျင်းပရခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်မြန်မာစစ်အုပ်စုနှင့်၎င်း၏ရာဇဝတ်စည်းဝါးကိုင်းအားဖျက်သိမ်းနိုင်ခြင်းမရှိဘဲနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကိုအဆုံးသက်ပပျောက်နိုင်မည်မဟုတ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ မြန်မာစစ်အုပ်စုနှင့်၎င်း၏ရာဇဝတ်စည်းဝါးကိန်းအားဖျက်သိမ်းနိုင်ခြင်းမရှိဘဲနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကိုအဆုံးသတ်ပပျောက်နိုင်မည်မဟုတ်ကြောင်း Justice for Myanmar ကဖော်ပြပါသည် Justice for Myanmar ၏သူတေသနတွင် Cyber ငွေလိမ်လုပ်ငန်းများသည် ထိုင်းနိုင်ငံပိုင်နှင့်ပုဂ္ဂလိကစည်းဝါးရေးလုပ်ငန်းများမြန်မာစစ်အုပ်စု၎င်း၏ပြည်သူစစ်များနှင့်အပေါင်းပါများ၏အားပေးကူညီမှုကြောင့်ပို၍ပင်ချဲ့ထွင်များပြားလာကြောင်းတွေ့ရှိရတယ်လို့ဖော်ပြပါသည် မြန်မာစစ်အုပ်စုနှင့်၎င်း၏ရာဇဝတ်စည်းဝါကိုင်းအားဖျက်သိမ်းနိုင်ခြင်းမရှိဘဲနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကိုအဆုံးသတ်ပပျောက်နိုင်မည်မဟုတ်ကြောင်းလည်းဖော်ပြပါဗျ။မြန်မာစစ်အုပ်စုကရင်နယ်ခြားဆောင်တပ်နှင့်၎င်း၏အပေါင်းပါများအပြစ်ပေးအေးအေးယူခံရမှုမှကင်းလွတ်နေမှုအားအဆုံးသတ်ရန်တံခတ်ပိတ်ဆို့မှုများနှင့်ပို၍ကျေပြန်သောရာဇဝတ်ကြောင်းအရာတရားစွဲဆိုမှုများအပါအဝင်ပြစ်မှတ်ထားအေးအေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်လိုအပ်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံအနေဖြင့်နေဆက်ဖြတ်ကျော်လောင်စာဆီနှင့်လျှက်စစ်မီပေးပို့မှုများနှင့် တရှိပြီးစွန့်အင်ရောင်းချမှုသဘောတူစာချုပ်များကိုအရေးတကြီးပြန်လည်သုံးသပ်သင့်ပြီးမိသည့်ရောင်းချမှုများကရာဇဝတ်လုပ်ငန်းများအားအားပေးကူညီခဲ့ကြောင်းကိုလည်းတွင်လင်းမြင်သာစွာအစီရင်ခံတင်ပြသင့်တယ်လို့ Justice for Myanmar ကဖော်ပြပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ